ို့လိုက်ဆိုင်ကိုကြည့်ရှုနေတဲ့ပြည်ရင်းပြည်ပါရဟန်းရှင်လူပြည်သူအားလုံးဘေးရခတိတော်ကခတိငြိမ်းပြီးကောင်းကျိုးအနန္တပြည့်ဝကြပါစေ။ရာသီဆက်ဝန်းတို့တရွေ့ရွေ့ပြောင်းလာတာယခုဆိုရင်2025မတ်လ23နဲ့19ကြာရောက်လာပြီ။အဲ့လိုရောက်လာတဲ့အချိန်မှာရာသီဥတုတွေကလည်းပူလာသလိုလေထုညဉ့်ညမ်းမှုတွေကလည်းဖြစ်လာပြီ။စီးပွားရေးလူမှုရေးကျန်းမာရေး နေထိုင်ရေးတဘာဝပြီးအဘယဖေးကြီးရလဲပြင်းထန်လာပြီအเจ้าကကျွန်တော်ဒီတနစ်တာဟောခဲ့တဲ့ထမ2025 January 1ရက်ကနေ AP 30ထိပထမ၄လမှာအင်္ဂါစနေဂျူရီထိုးစစ်ခြင်းမဲ့မြင့်တက်လာမဲ့ဖောက်ပြန်မဲ့စနေအင်္ဂါနဲ့ပတ်သက်တဲ့တဘာဝပြီးစီးရေးနိုင်ငံရေးအားအလုံးဟာ ခက်ခက်ခဲခဲနဲ့ဖြတ်သားရမယ်တိတ်ကြောက်စရာကောင်းတဲ့ကိုးကနာကြတဲ့နှစ်တစ်နှစ်အင်းအားတိတ်ကြီးတဲ့စီးပွားရေးလူမှုရေးအဖွဲ့အစည်းတွေနိုင်ငံရေးအဖွဲ့အစည်းတွေအင်းအားငယ်တာတွေနဲ့ပြိုတာတွေတိုက်ခိုက်တာတွေပြင်းထန်အဲ့ရဲ့လောကဓာတ်တွေကိုကျွန်တော်တို့လူသားတွေခါရမှာပဲဒါပြည်တွင်းရောပြည်ပါဟောပေါ့မထမတဲ့ တဘာဝဘေးအန္တရာယ်အဆဖြစ်ပေါ်တာအဲ့ဒီအချိန်မှာအခုမတ်လ73နဲ့79ကြားမှာဒါဒီတိတိထားမယ့်အချိန်ရောက်လာအကြောင်းကတော့ကောဇာစန္ဒီဇူဝက်ကသွားနေပြောင်းရွှေ့มาစီနော်အဲ့ရအင်္ဂါဖောက်ပြန်တာရှိပါတယ်ပထမအဆုံးမေတ္တာရာသီဘွားရဲ့ကံတရားပြောမှာဖြစ်ပါတယ် မိသားရာဒီပွားရေးဆိုတာမတ်လ27နဲ့ AB 20ကြားမှာမှုဖွားသူတွေသူတို့တွေကဒီကာလမှာကံတရားကစိန်ခေါ်မှုအမျိုးမျိုးနဲ့တိုက်ခိုက်လာတယ်စိတ်ပင်မမယ်လူပင်မမယ်ကျမကြီးတွေညံ့မယ်အပြောင်းလဲအမျိုးမျိုးနဲ့ကြုံမယ်ငွေကြေးကိစ္စတွေအကုန်ကြများပြီးအဝင်နှဲလာမယ်မိသားစုနဲ့မိမိပတ်ဝန်းကျင်တွေမှာလည်း နေရထိုင်ရလောကကံရတာဒီအရှင်မပြေတာဖြစ်လာလေတဖက်မှာလည်းကုကြီးဖေးမမဲ့လူတွေပေါ်လာသလိုကိုယ့်ရဲ့အလုတ်ယာသူများကိုအာယုံဆိုင်ပြီးစေတနာနဲ့လုံမှုကြောင့်ကံကောင်းမှုတွေအထောက်ပံ့နေပေးကံဆွံ့လွတ်မှုတွေရရှိမှာဖြစ်ပါဆာမွေးဆရာတွေအောင်မြင်မယ်ခရီးကိစ္စတွေအောင်မြင်လာမှာဖြစ်ပါအကောင်းတဲ့အဆိုးကြီးရင်ဆိုးတဲ့အာများတဲ့ရဲတပ်တပတ်ဖြစ်ပါ ဒါကြောင့်ဒီကာလမှာနှလုံးသားကိစ္စအိမ်တော်ကြီးအခြေရေးရင်းနှီးမြှုပ်နှံမှုခရီးသွားကိစ္စများကျန်းမာရေးဆိုင်ရာများ အထူးအထူးဂရုစိုက်ပါဝစ်ဆင်ရမယ့်အရောင်တွေကတော့နက်ပြာရောင်နီညူရောင်နဲ့ခဲရောင်များအရောင်မှိုင်းများဖြစ်ပါတယ်ခွန်ကိုချောက်ပတ်လည်ကိုထီထိုးပါအကျိုးပေးကဏ္ဍဖြစ်ပါတယ်တုကတော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 ်နဲ့ပရိစ္ဆေပါစိတ်ပါနေ့တိုင်းငါပြောသည်မင်္ဂလာသည်ပန်းသည် အကျော်အေးရတာလှူပါတောက်တော်ကြီးတနေ့သုံးကြိမ်လဲပြီးပါမိသားရာသီဘွားအလုံးဘေးရန်ကြီးကျမ်းမာချမ်းသာကံကောင်းကြပါစေ thank you